တို့ writing နဲ့ speaking နဲ့မှာဆိုရင် sentence တွေကိုစတဲ့အခါမှာအမြဲတမ်းတပုံစံနဲ့တူတဲ့ပုံစံနဲ့ရေးမိနေပြီဆိုလို့ရှိရင်ဒီ video file လေးကိုကြည့်လိုက်ပါဒီမှာတော့ဒီချမ်းလေးဝကြောက်စလို့ရတယ်မတူညီတဲ့ပုံစံ6မျိုးကို sharing လုပ်ပေးချင်ပါတယ်ရှင် ပထမဆုံးတချို့အသုံးများဆုံးနီလန်1ကတော့ subjects နဲ့စတဲ့ပုံစံဖြစ်တယ်ဒါတော့လေပုံမှန်တချို့သုံးနေကြနီလန်လေးပေါ့နော် for example jellyfish floats softly in the water အဲဒါဆိုဒီမှာ subjects နဲ့စထားတယ်ပြုလုပ်တဲ့သူနဲ့စတယ်ဒါပုံမှန်ရေးနေကြပဲနော်ဒါဆိုတစ်ခါလေးလိုက်လိုက်ပြီးတော့ရေးကြည့်ပါကိုယ့်ရဲ့ဝါကြလေးမှာ subjects နဲ့စတဲ့ sentence ပုံစံလေးရေးကြည့်နော်ဟုတ်ကဲ့ပြီးသွားရင်တချို့နောက်တစ်မျိုးလေးအနေနဲ့နေရာပြပုတ်အချိန်ပြပုတ်လေးနေလေစာလိုက်လို့ရတယ်

အဲ့ဒါဆိုလဲ in the morning အနောက်မှာရေးလို့ရတယ်ဒါပေမဲ့ subject နဲ့စတဲ့ sentence တွေကိုရဲ့ paragraph တွေ essay တွေမှာတအားများလာတဲ့အတွက်ကြောင့်ပုံစံလေးတစ်မျိုးပြောင်းလိုက်တယ်ဥမာဒီလိုလေးပဲပေါ့တချို့ကဥမာစက်သားစားရတယ်ဆိုရင်တော့မှပဲအမြဲတမ်းစက်သားကိုကြော်စားတယ်ကြော်စားတယ်ကြော်စားတယ်ဒါထက်စားလို့ရှိရင်စက်သားကိုกินစားမလားအဲ့ဒါမှမဟုတ်တချို့ပေါင်းလိုက်မလားအဲ့ဒါမှမဟုတ်စွပြုတ်လုံမလားချက်လိုက်မလားအဲ့ဒါမျိုးလေးမတူညီတဲ့ပုံစံလေးတချို့ကပေးတာပေါ့နော်အဓိကတော့စက်ကတော့စက်သားလေးပဲအဲ့ဒါပေမဲ့မတူညီတဲ့ပုံစံလေးအခင်အကျင်လေးပြင်လိုက်တဲ့သဘောလေး ဒီမှာလေးဒီ lesson လေးလေးအဲ့သဘောလေးပဲဒီ sentence ကဒီအတိတ်ပဲကတော့ဒီအတိတ်ပဲပဲဒါပေမဲ့မတူညီတဲ့ပုံစံလေးတွေနဲ့တချို့တော့မိတ်ဆက်ပေးတာပေါ့နော်အဲ့ဒါဆိုရင်နီလန်းနှစ်ဆိုရင်ဒါလွယ်လွယ်လေးပဲမတူညီတဲ့တချို့ introduction လေးဖြစ်သွားစေစင်းတဲ့အတွက်ကြောင့်ဝက်ကြလေးမှာပါတဲ့နေရာပြပုတ်အချိန်ပြပုတ်လေးကိုရှေ့ကိုထုတ်တယ်ပြီးရင် comment လေးကုတ်လိုက်တယ်ရှင် နောက်ထပ် number 3ကတော့နည်းနည်းလေးတော့ပိုးပြီးတော့တချို့လို grammar skill စီနည်းနည်းလိုလာပြီ။သူကတော့ present participle phrase လို့ခေါ်တယ်။ ing ဥဆောင်တဲ့စကားစုနဲ့စာမှာဖြစ်ပါတယ်။ swimming through the clear water ကောမလီကိုလိုက်တဲ့ diver spotted a group of jellyfish ။အဒီနီယာမှာဆိုရင်ဒီမှာရေဒီပင်လယ်ထဲမှာရေကူးပြီးတော့သွားနေတာဘာတူလဲ။ ဒီကုပြီးတော့သွားနေတာ diver ဒါဆို diver ကိုညှို့ထားတဲ့စကစုကိုအရှိဆုံးကိုပို့လိုက်တာဖြစ်တယ်တကယ်လို့ဒီနေရာမှာတချို့တို့ဒီလိုသားမရင်ပုံမှန်ရင်းနေကြဆိုရင်ရှိတယ်လေ while the diver was swimming through the clear water comma the diver spotted a group of jellyfish ဒါဆိုဒီချက်တို့ while ကိုလည်းဖြုတ်လိုက်တယ် subject 2ရဲ့အတွက်ကြောင့် subject ကိုလည်းဖြုတ်လိုက်တယ်ပါတဲ့ verb ကို verb ing နဲ့စပြီးရေးလိုက်တဲ့သဘောလေးဖြစ်တယ်ဒီနေရာမှာအထူးသတိထားရမှာကဒီလိုမျိုး sentence structure ရေးရင်ဒီစကစုသည် ဒီ diver နဲ့ဓာတ်ရိုက်ပတ်သက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေတို့ subject 2နိုင်ကြီးရှိတဲ့အရာမျိုးနဲ့ပဲသုံးရမှာဖြစ်တယ်ရှင့်ဟုတ်ကဲ့ပါဒါလေးမှတ်ရမယ်နော်ကဲဒါဆိုနောက်တစ်ခုလေးရတော့ဒီချေတို့ past participle phrase တနည်းအားဖြင့် verb 3လေးနဲ့စတာဖြစ်တယ် for example shock find the cool water comma the boy gasped and laughed အဲဒီမှာလေး shock ဖြစ်သွားတယ်ဆိုတာကဒီကောင်လေးကိုပဲပြောတာနော်ဒီကောင်လေးကိုပဲပြောတာ ကဲဒါဆိုရင်ဒီကောင်လေးကိုညှွှန်းထားတဲ့စကားစုလေးကိုတချို့ဝတ်ကြရဲရှေ့ဆုံးလေးမှာထုတ်ပြီးတော့ရေးထားတယ်ရှင်ဒီခေါက်ကတော့ Sonaga Verb ING နဲ့မဟုတ်တော့ဘဲနဲ့ဒီလို Verb 3လေးတွေ ED နဲ့ဆုံးတဲ့စကားစုလေးတွေဒါလေးတွေကိုဝတ်ကြရဲရှေ့မှာထုတ်ပြီးတော့ညှွှန်းထားတာဖြစ်တယ်ရှင်ဒီဟာကလည်းဒီခုတစ်ချက်ထုတ်ထားတဲ့ဒီစကားစုလေးကလည်းအရှိက subject ဖြစ်တဲ့ the boy ကိုညှွှန်းထားတဲ့စကားစုပဲဖြစ်ရပါမယ်နော်ကဲဒါဆိုဒီချက်ရုပ် number 5စာလို့ရတဲ့ introduction ပုံစံလေးကတော့ L Y နဲ့စုံးတယ်တခြားတို့ adjectives လေးတွေကိုသုံးတာ sorry adverb လေးတွေကိုသုံးတာဖြစ်ပါတယ် for example gracefully ကမာလီသုံးလိုက်တယ် the dolphin leapt out of the water အဲဒါဆိုဒီနေရာမှာ gracefully ဆိုရဲပုံမှန်အဖြစ်သူ့ကိုဒါတစ်ချက်တို့ကဝတ်ကြရယ်ဒီတနေရာမှာသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲထဲမှာမထည့်ဘဲနဲ့အရှိဆုံးလေးကိုပို့လိုက်တယ်ပြီးရင်ကမာလီကုတ်လိုက်တယ်ဒါဆို adverb လေးတွေကိုလည်းအဲ့လိုနေရာချပေးလို့တော့ရတယ်ဒါပေမဲ့တစ်ချက်တော့သတိထားရမယ်များသောအားဖြင့်ကတော့တစ်ချက်တို့ ly နဲ့စုံတဲ့ adverb တွေကိုပဲဒီလိုပုံစံလေးရေးတာများတယ်ရှင် ကဲနောက်ဆုံးဝကြကိုစလို့ရတဲ့ introduction ပုံစံလေးကတော့တကယ်လို့ကိုသည်2 plus buff 1အနေနဲ့ရေးရမယ် sentence မျိုးဆိုရင်ဒါလေးကိုရှေ့ဆုံးပို့လိုက်တာဖြစ်တယ် to breathe and water you need special diving equipment ဒါဆိုလဲကော်မာလေးကုတ်လိုက်တယ်ဒီစကားစုလေးကိုနောက်မှရေးရမယ်အစားအရှိမထုတ်ပြီးတော့2 plus buff 1လေးကိုရေးလိုက်တယ်ရှင် ဒါဆိုတချက်ခု sharing လုပ်ပေးခဲ့တာကဝါကြောင့်ကိုမတူညီတဲ့ပုံစံလေးပေါ့နော်အများအားဖြင့်တချို့တို့ဒီပုံစံကြီးဒီပုံစံကြီးဒီပုံစံကြီးနဲ့ရင်ပြစ်မှုကောင်းတယ်အထူးသဖြင့်ဒီစာကိုချစ်ရမယ့်သူဒီစာကိုအမှတ်ချစ်ရမယ့်သူအတွက်ကအားလုံးဟာတပုံစံနဲ့ကြီးပဲဖြစ်နေတယ်အဲ့အတွက်ကြောင့်ကိုက sentence structure သဘောတရားကိုနားလေဆိုတာပြနိုင်ဖို့အတွက်မတူညီတဲ့ intro လေးနဲ့ဝါကြောင့်လေးကိုစပေးနိုင်မယ်ဆိုရင်ကိုအများကြီးပို့ပြီးတော့ဒါအမှတ်တွေပေးခြင်းစိတ်ပေါက်လာမှာဖြစ်ပါတယ်ရှင်ကဲဒါဆိုတချက်ပြပေးထားတဲ့ sentence structure တစ်ခုချင်းစီကိုဝါကြောင့်တစ်ချောင်းချင်းစီမှာအသုံးပြုပြီးတော့ ဒါအခုအ6မျိုးပြောလိုက်တော့အခုလိုမျိုးဝကြပုံစံ6မျိုးလေးနောက်ကနေလိုက်ပြီးတော့ရေးကြည့်ပါနော်တကယ်လို့အခုလိုဗီဒီယိုလေးကြီးပြီးတော့ exercise တွေလုပ်ရတာလေ့ကျင့်ခန်းတွေလုပ်ရတာအဆင်ပြေတယ်ဆိုရင်ဒီချက်မှာတခြား grammar နဲ့ပတ်သက်တဲ့ video class တွေ vocabulary နဲ့ပတ်သက်တဲ့ video class တွေလည်းအများကြီးရှိပါတယ်ရှင်ဒါဆိုဒီချက်ရဲ့ဒီ Telegram account လေးပေါ့နော်ဒီ Telegram account လေးကိုဒီချက်ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ် Telegram လေးမှာအဒီလိုပုံစံမျိုးလေးရိုက်ရှာလိုက်မယ်ဆိုလို့ရှိရင်အဲ ဆိုကိုသိချင်တာတွေကိုလာမေးလို့ရပါတယ်เนาะ